ထိုင်းစကားလေးလာနေကြတဲ့အကိုတို့အမတို့ညီလေးညီမလေးတို့မိခွတစ်ခုမြင်ချင်းနော်ကျွန်တော်ထိုင်းစကားပြောလေးလာတဲ့အခါမှာကျွန်တော်တို့လေးလာနေကြတယ်ထိုင်းစကားမပြောတတ်ဘူး I mean အဲလေးလာတယ်လားအများကြီးလေးလာတာမှမတတ်ဘူးဆိုပြီးတော့ကျွန်တော်ထင်နေကြတယ်မလားကျွန်တော်မိခွကိုဖြစ်ကြည့်ပါဟို dialect speak in dialect speak ဆိုတာလေ့လာဘူးလားထိုင်းစကားမှာ dialect speak in dialect speak ကိုကျွန်တော်တို့မလေ့လာဘူးသိဘူးဆိုလို့ရှိရင်ဒီဗီဒီယိုမှာကျွန်တော်တရားလေးရှင်းပြမယ်နော် dialect speak in dialect speak ဆိုတာ day day စကားပြောနေအစင်းကစကားပြောနေဆိုပြီးတော့ရှိတယ်အင်္ဂလိပ်တတာမှာပါတာပေါ့နော် တော့ဒီကောင်ကထိုင်းမှာဘယ်လိုမျိုးသွန်ရှာလဲဆိုတာကိုစနေတကြကျွန်တော်မျှဝေပေးခဲ့လိုက်မယ်နော်အကျိုးမရှိဘူးဆိုကြော်ရလာရတဲ့ဗီဒီယိုစတာပါဒီရှာလေးလာရမယ်နော်ဆိုတော့အတိအကျဒီနေ့တင်မှာ direct indirect အကြောင်းတင်မှာ direct speed indirect speed မြန်မာလိုပြန်လို့ရှိရင်ဒဲရဲစကားပြောခြင်းတဆင်းခံစကားပြောခြင်းဆိုပြီးတော့တခါတည်းနဲ့ပြောဒါရဲစကားပြောခြင်းနဲ့တဆင်းခံစကားပြောခြင်းကိုဝေကြတကြောင်းနဲ့မှထေပြတာပေါ့နော် direct speed indirect speed လို့ခေါ်တယ်အတိအကျသုံးရမယ့်စကားလုံးကဝါလို့ခေါ်တယ်ဝါအာမင်းအင်ဝါမြန်မာလိုဆိုလို့ရှိရင် ဝါမြန်မာလို့ဆိုရှင်လောလို့အတက်ပြရတယ်လာလုံးညောင်းရင်အကမီလောဆိုပြီးအတက်ပြရဝါလောဆိုပြီးတော့ပတ်သက်ပြန်တယ်အဲ့တော့နံပါတ်1မှတ်တော့နံပါတ်1ကဝါလောဆိုတဲ့စကားလုံးသုံးမယ်ဆိုနံပါတ်2ဘာလောက်ရမလဲဆိုလို့ရှိရင်ဒီဝက်ချက်မှာ direct speed လို့ခေါ်တဲ့တရေဝက်ချက်နဲ့ indirect speed လို့ခေါ်တဲ့တစင်ကန်ဝက်ချက်ဆိုပြီးတော့ဝက်ချက်နှစ်ကြောင်းပါမယ်စကားတစ်ခုနဲ့ပါပေါ့နော် direct speed လို့ခေါ်တဲ့တရေဝက်ချက်နဲ့ indirect speed လို့ခေါ်တဲ့တစင်ကန်ဝက်ချက်ဆိုပြီးနှစ်ခုပါတယ် မှတ်ထားမယ်နော်ဆိုတော့နံပါတ်3ဘာလောက်ရလဲဆိုလို့ရှိရင်ဝါကိုအဲ့ဒီဝဲကြရဲ့နှစ်ခုရဲ့အလင်မှာထားဝါကိုအဲ့ဒီဝဲကြနှစ်ခုရဲ့အလင်မှာထားရโอเคနံပါတ်၄အဆင့်မှာဘာလောက်ရလဲဆိုလို့ရှိရင်ဒရဲ့ဝဲကြကိုဝါရဲ့အရှိမထည်ဒါရစ်စပီလို့ခေါ်တဲ့ဒရဲ့ဝဲကြကိုဝါရဲ့အရှိမထည်ဆိုတော့နံပါတ်5ကတော့အင်ဒါရစ်စပီလို့ခေါ်တဲ့တဆင့်ခံဝဲကြကိုဝါရဲ့အနောက်မှာထည် ဇာတန်းထုတ်ပြထားတာကြာလိမ့်ကျွန်တော်ဆိုပြမပြမယ် indirect speed direct speed indirect speed ပြတဲ့ခါမှာနံပါတ်1အဓိကဝါကိုတုံးတယ်ဝါဆိုတာမြန်မာလိုလော့လော့ပါတဲ့ပြန်တယ်နံပါတ်2ကကြာတော့ကျွန်တော် direct speed အာ indirect speed ဆိုပြီးတော့ဝေချတဲ့ကြောင်းထဲမှာဝေချတဲ့ကြောင်းပါစကားတစ်ကြောင်းစကားတစ်ခုထဲမှာပေါ့နော်ဝေချတဲ့ကြောင်းပါဆိုနံပါတ်3ကကျွန်တော်တော့အဲ့ဒီဝေချနှစ်ကြောင်းရဲ့အလင်းမှာဝါကိုထားသွင်းရလို့ပြောတယ်ဆိုနံပါတ်4ကကျွန်တော်တော့ direct speed လို့ခေါ်တယ် တိုက်ရိုက်စကားပြောခြင်းဝက်ကြောဝါရဲ့အရှိအေရီယာမှာထိပြီးတော့မှနံပါတ်9မှာအင်တာရက်စပီလုတ်ကိုတဲ့တဆင့်ခံစကားပြောနေကိုဝါရဲ့နောက်အေရီယာမှာထားတယ်ဆိုဥပမာလေးသွားလိုက်ကြမယ်နော်ဆိုတော့အဲဥပမာလေးမသွားခင်မှာအရင်ဆုံးသိတာမှာကအရှိဝက်ကြမှာလဲ subject bar objective ကိုနဲ့တိဆောက်တယ်အနောက်ဝက်ကြမှာလဲ subject bar objective ကိုနဲ့တိဆောက်တယ်ဆိုအလီမှာဝါဆိုတဲ့အင်တာရက်စပီရှိနေမယ် direct speak ကိုလဲ subject bar object ပဲ indirect speak ကိုလဲ subject bar object ပဲဆိုတော့ကြည့်လိုက်ကြမယ်အဲဥပမာဆိုလို့ရှိရင်သူ့ကိုဘယ်သူခေါ်တာလဲလို့သူကတတိယကိုမေးတယ် တော့ तू ကတထည့်ကိုမေးတာကဒိတ်အေးမေးတာအမေသူ့ကိုဘသူခေါ်လဲဆိုတာတဆင့်ကန်နောက်တစ်ယောက်ကသူ့ကိုခေါ်တာဒါကြောင့်မလို့ဒီနေရာမှာသူ့ကိုဘသူခေါ်တာလဲလို့ तू ကတထည့်ကိုမေးတယ်ဆိုလို့ရှိရင် तू ကတထည့်ကိုမေးတယ်ဆိုတဲ့ဝါကြဟာ dice b အဲ့တော့ law ရဲ့အရှိမရှိမယ်အဲသူ့ကိုဘသူခေါ်တာလဲဆိုတာဟာ interest b law y ရဲ့အနောက်မှာရှိမယ်ဆိုတော့ထောက်ကဲအာခေါ်ထံထောက်ကဲခေါ်ထံထောက်ကဲဝါใครเรียกเขา ขาถามเท่าแก่ว่าใครเรียกเขาเขาถามเท่าแก่ดูตะเทียกไม่ได้วานะเสร็จเลยเดะบดูตุกโขขอได้เลยสมมุติใครเรียกเขา subject of object เอาล่ะพี่ตัวนะจะไปจิมั้ยบดูโขขอได้แล้วก้องส่งมามีว่าจนก้องส่งมามีเลยดิสว่าซะจนว่าดิเพิ่นมาเปลี่ยนไปป่ะเอ่อပတုကိုခေါ်တာလေးတော့ကောင်းဆောင်ကမေးတယ်။ဒါကျွန်တော်ကောင်းဆောင်ကမီလီတာတရေးမီလီတာအမိခံတော့မပါဘူးပေါ့။ဒါပေမဲ့ကောင်းဆောင်ကတရေးမီလီတာအာပတုကိုခေါ်တာလေးဆိုတဲ့စကားမီလီတာ အဲ့ဒါဟာ indirect speed ခေါင်းဆောင်မေးတာဟာ direct speed ဆိုတော့ခေါင်းဆောင်အဲ့ဘသူ့ကိုခေါ်တာလေလို့ခေါင်းဆောင်ကမေးတယ်ဘသူ့ကိုခေါ်တာလေလို့ခေါင်းဆောင်ကမေးတယ်ဆိုတော့ရှင် law ဆိုတာ wa အဲ့ဒီ lawyer နာမှာပါတယ်ခေါင်းဆောင်ကမေးတာ direct speed wana tham wa เรียกใครครับ wana tham wa เรียกใครครับ wana tham wa เรียกใครครับဘသူ့ကိုခေါ်တာလေလို့ခေါင်းဆောင်ကမေးဖြစ်တယ်ပေါ့နော်နောက်တစ်ချက်လောက်ဘသူကျွန်တော်ကိုခေါ်တာလို့အခုထင်တယ် ဘသူကျွန်တော်ကိုခေါ်လာလို့အကွက်ထင်တယ်။နှစ်ယောက်ထင်ကြတယ်ပြောလိုက်မယ်။အာခုနကခေါ်တယ်ပေါ့နော်။ဘသူကျွန်တော်ကိုခေါ်လာလို့အကွက်ထင်တယ်လမ်းမေးလိုက်တယ်။ဆိုတော့အကိုထင်လင်းလို့မေးတဲ့စကားဟာအကိုထင်လင်းမေးတဲ့စကားဟာ dice ဖြစ်နေသူ့ကိုတရင်မေးတာ။ဆိုတော့ဘသူကျွန်တော်ကိုခေါ်တာလို့ဆိုတော့ဟာဘသူကျွန်တော်ကိုခေါ်တယ်ဆိုတာဟာ interest pay သူနဲ့မဆိုင်ဘူး။အဲ့တော့ interest pay ကို why ရဲ့နားမှာထည့်ရ။ဆိုတော့ p kick ဝါใครเรียกผมครับ พี่คิดว่าใครเรียกผมครับประตูจะโน่ขอลาลอกขอทิ้งเลย ဲ့လိုမျိုးတုံးတယ်ပေါ့နော်ဆိုနောက်တစ်ချောင်းလာဘသူကောင်းဆောင်ကိုသွားမဲတာလို့ဘသူကောင်းဆောင်ကိုသွားမဲတာလေးလို့သူပြောတယ်ဘသူကောင်းဆောင်ကိုသွားမဲတာလေးလို့သူပြောတယ်ဘသူကောင်းဆောင်ကိုသွားမဲတာလေးလို့သူပြောတယ်သူပြောတာကကိုယ့်ကိုတရိပ်ပြလိုက်တာဟောဘသူကောင်းဆောင်ကိုသွားမဲလေဆိုတဲ့စကားကိုသူတို့စီဝရအောင်တစင်ခံမင်းလိုက်တာအကြောင်းမလို့အဲသူမင်းနေဆိုတာကတရိပ်သူပြောတယ်ဆိုတာကတရိပ်ပြလာဆိုတော့ခေါပေါဝါခေါပေါဝါใครไปถามหัวหน้าครับ เขาบอกว่า ခိုင်ပဲထမ်းမနာခပ်ဘသူကောင်းဆောင်ကိုသွားမေးတာလေလို့သူပြောတယ်အဲ့လိုမျိုးပေါ့နော်သူမေးတယ်ပြောတယ်ပေါ့သတ်သဖြင့်ကျွန်တော်တို့ခါကောင်းဆောင်ဘသူကိုသွားမေးတာလို့အကိုထင်တယ်ကောင်းဆောင်ကတရားကိုသွားမေးလိုက်တယ်အကြောင်းအရာကိုသိသွားတယ်ဆိုလူနေရောက်ထိုင်နေကြတယ်ကောင်းဆောင်ကသူ့ကိုသွားမေးလိုက်တယ်လို့ကိုထင်တယ်အဲ့လိုမေးတာပေါ့နော်ဆိုတော့အမေရိကန်ကလည်းသူကမပါနေဘူးအကိုထင်လေလို့ပဲပါတယ်အကိုထင်တယ်ဆိုတော့ဘသူကောင်းဆောင်ကိုအာကောင်းဆောင်ဘသူ့ကိုသွားမေးတာလို့အကိုထင်တယ် အကိုထင်လေးလုံးမေးလိုက်တာသူ့ကိုဒိတ်ရေးမေးလိုက်တာခေါင်းဆောင်ဘသူ့ကိုအဲသွမ်းမေးတာလေဆိုတဲ့စကားဟာတဆင့်ခံစကားပဲရှိဆိုတော့ဒိတ်ရေးစကားကိုရှိကတရားလို့ရှိရင် fit kit wa fit kit wa ဝနာပိုက်ထမ်းခိုင် fit kit wa ဝနာပိုက်ထမ်းခိုင် fit kit wa ဝနာပိုက်ထမ်းခိုင်ခေါင်းဆောင်ဘသူ့ကိုသွမ်းမေးလိုက်တာလို့အကိုထင်လေဆိုပြီးအဲ့ဒီပြရတယ်ပေါ့နော်ဆိုတော့တိရှာလေးစနေတိကျပြန်ကြည့်လို့ရှိရင် ရှင်းပြလာတဲ့ mix လေးတွေကိုမြင်လာလိမ့်မယ်စကားပြတဲ့ခါအဲ့လိုလေးတွေပြောတယ်ပေါ့နော်ဒါပေမဲ့ဒီ dial speed and dial speed ဆိုတာကဝက်ချက်တိစာပုံတွေကိုတီးသွားပြီးမှလုပ်လို့ရတာပေါ့နော်ဝက်ချက်တိစာပုံ subject ဘာ objective ကိုရောတီးသွားပြီးဆိုလို့ရှိရင်ဒီ dial speed and dial speed ကိုအဆင့်ခံတက်ပြီးတော့မှစကားပြနေတယ်ဒီစကားပြနေဟာကျွန်တော်ဘာသာပြန်ရအသုံးများတယ်ပေါ့နော်ဘာသာပြန်တရားအနေနဲ့စကားပြန်တရားအနေနဲ့သူမဟုတ်အလုံးသမားကောင်းဆောင်တရားအနေနဲ့အလုံးချင်းတထင်းနဲ့ကိုအလုံးသမားတဲ့ကြားထဲမှာရှင်းပြတဲ့ခါမှာဒီလိုမျိုး indirect speed direct speed indirect speed ကိုကောင်းစွာအသုံးမချတတ်လို့ရှိရင် နှစ်ဖက်လုံးမှာအမုန်းခံရတယ်ကျွန်တော်ကြုံမှုကြလိမ့်မယ်အလောသမားကလေးပဲအလောသမားလူထုကလေးကိုမုန်းတယ်စကားပြန်ဆိုလို့ရှိရင်အလောရှင်ကလေးကိုအလောသမားတွေဘက်ကပါတယ်ပြီးတော့စကားပြောတယ်ထင်ပြီးတော့မှမုန်းတယ်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်သူများစကားကိုတဆင့်ခံမပြောတတ်ဘူးနဲ့သူများစကားကိုသွားပြတဲ့အခါမှာကိုယ်စကားလို့ဖြစ်သွားတယ်တယောက်ကအာတတိအလောသမားကပြောတယ်လာစာတိုးပေးခြင်းနဲ့လို့ပြောတယ်အဲ့ဒါကိုတတိနာသွားပြတဲ့အခါမှာအလောသမားတွေကလာစာတိုးပေးခြင်းနဲ့လို့တတိကိုပြောနေကြတယ်လို့ပြောရမယ်အစားအလောသမားတွေလာစာတိုးပေးဖို့လိုတယ်ဆိုပြီးပြောသေးတယ် ပြောသွားမြန်မာစကားလိုက်ပြောတတ်ပြီမှထိုင်းစကားနဲ့မျိုးတတ်တဲ့ခါမှာအလို့ပုံစံလိုက်တဲ့အများကြီးမှားတတ်ကြတယ်ပေါ့နော်ဒါကြောင့်ဘာသာပြန်တယောက်ဖြစ်စေလကောင်းကောင်းဆောင်တရားဖြစ်စေလကောင်းလုံးနေပြီဆိုလို့ရှိရင်အခုလိုမျိုး indirect speak ကိုကောင်းကောင်းမွန်မွန်လေ့လာထားဖို့လိုတယ်တရားပြောတတ်ဖို့လိုတယ်ဒါမှသူ့စကားကိုသူ့စီပြောတဲ့ခါမှာကိုကတဆင်းခံဘာသာပြန်ပေးပါကြောင့်ပြောကြမလို့ပြန်တန်းနာတယ်ပေါ့နော်ကျေးဇူးများတင်ပါတယ်အဲနောက်ထပ်သင်ခန်းစာမှာဒီချက်ကောင်းအောင်ကြိုးစားပေးမယ်နော်